မင်္ဂလာပါခင်ဗျာဒီနေ့သင်ခန်းစာမှာလဲလင်းနဲ့ပတ်သက်တဲ့အခြေခံပုံစံတွေကိုပဲဆက်လက်တွက်ချက်သွားမှာပဲဖြစ်ပါတယ်ဟုတ်ပထမဦးဆုံးပုံစံလေးကတော့တို့လေးတစ်ခုရှိမှာအဲ့လေးရဲ့တို့ပထမဆုံး element ကိုရှာခိုင်းတယ်ပြီးသွားရင် index 3ရဲ့ element ကိုတို့ print ထုတ်ခိုင်းတယ်နောက်ဆုံး element ကိုတို့ print ထုတ်ခိုင်းတယ်ဟုတ်ပြီတို့ဒီပုံစံလေးကိုတို့တွက်ကြည့်တို့အချင်းငွေကွက်တော့အပြင်ကျွန်တော်ရေးထားတဲ့ဟာကိုပဲတို့ရှင်းလိုက်ပါတော့မယ် တို့ဒီမှာဆိုရင်တို့ပထမဆုံး element ဖြစ်တဲ့အတွက်ကျွန်တော်လေ့ရဲ့ပထမဆုံး element index 0တို့ဒီမှာဆို index 0ဆိုပြီးတော့တို့ရေးထားပါတယ်ဟုတ်ပြီ element width index 3 index 3ဆိုတော့ကျွန်တော်ဒီနေရာမှာ index 3ကိုကျွန်တော်တို့ရေးလိုက်ပါတယ်နောက်ဆုံး element နောက်ဆုံး element ဖြစ်တဲ့အတွက်တို့ list ကိုစရည်တဲ့အခါမှာရှေ့ကစရည်လို့ရလို့နောက်ကလည်းစရည်လို့ရပါ နောက်ကစရရင်ကျွန်တော် -1 -2 -3 နောက်ဆုံးဖြစ်တဲ့အတွက်ကျွန်တော် -1 ဆိုပြီးတော့ကျွန်တော်ရေးထားပါတယ်နောက်ထပ်တစ်ခုကကျတော့ second lap second lap ဖြစ်တဲ့အတွက်ကျွန်တော် -2 ဆိုပြီးတော့ကျွန်တော်ရေးလိုက်ရင်တော့ second lap ဖြစ်လာမှာပါပထမဆုံး element 6ခုပထမဆုံး element 6ခုဖြစ်တဲ့အတွက်ကျွန်တော်၃ညနေပြီးတော့ကျွန်တော်ဘယ်အထိရှိမလဲဆိုရင်၃ညနေ၅အထိ list slicing လုပ်တဲ့အခါမှာကျွန်တော်နောက်ဆုံး grain နေဆိုရင်ကျွန်တော်တို့ကတစ်ခုတိုးပြီးတော့ယူရတာဖြစ်တဲ့အတွက်ကျွန်တော်က၃ညနေစမယ်6ထီဆိုပြီးကျွန်တော်ရေးလိုက်တာပဲဖြစ်ပါနောက်ဆုံး element ၃ခုကလည်းရေချန် element များဖြစ်တဲ့အတွက်ကျွန်တော်ကအစနေစမယ်ဆိုရင်ဘာမှမရေးလည်ရပါတော့ဘာမှမရေးဘူးပြီးတော့နောက်ဆုံး element ၃ခုထီလို့ရေးလိုက်မှအဲ့ဒါဆိုရင်ကျွန်တော်တို့နောက်နောက်ဆုံး element ၃ခုကမပါတော့ဘဲနဲ့ဖြစ်သွားမှာဖြစ်ပါတော့ ပြီးသွားရင်စုံအင်းတက်တွေကြီးပဲစုံအင်းတက်တွေကြီးပဲဆိုရင်ကျွန်တော်အစနဲ့အစုံကိုကျွန်တော်ဘာမှမကြည့်ဘူးဆိုတော့အစနဲ့အစုံနဲ့ဒီယူလိုက်မယ်ပြီးသွားရင်ကျွန်တော်နှစ်လိုရေးလိုက်တဲ့အတွက်ဘယ်လိုဖြစ်သွားမလဲဆိုရင်3 2 4 6 8ဆိုပြီးတော့တော့ပေါ်လာမှာပဲဖြစ်ပါအဲ့ဒါဆိုစုံအင်းတက်တွေကျွန်တော် ဖြစ်သွားမယ်မအင်းတက်တွေဖြစ်တဲ့အတွက်ကျွန်တော်တစ်ကနေစာမယ်၁၃၄၅၆ 5ခွန်ဖြစ်မယ်အဲ့အတွက်တော့တစ်ကနေစပြီးတော့ခြေလန်းနှလန်းလန်းလိုက်ရင်ကျွန်တော်ဒီမအင်ဒက်တွေထွက်မှာဖြစ်ပါနောက်ဆုံးတစ်ခုကတော့တော့ရဘပါအဲ့ရဘကတော့တော့အစအနေအဆုံးအထိကျွန်တော်လုပ်မယ်ပြီးတော့ -1 လောက်ရေးလိုက်တာနဲ့ကျွန်တော်ရဘဖြစ်သွားမှာပဲဖြစ်ပါနောက်တစ်ခုကကြတော့ရဘပြန်တဲ့အခါမှာတော့ဘယ်ကနေစမလဲဆိုတော့ second လက်ကနေစမှာ second leg ကနေစမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က minus 2ဆိုပြီးတော့ရေးလိုက်မှာအဲ့ဒါဆိုရင် minus 2ကနေစမယ်ဆိုပြီးတော့ကျွန်တော် minus 2ကနေအဆုံးထိဆိုပြီးတော့ပြောပြီးတော့ rubber ဖြစ်တဲ့အတွက်ကျွန်တော် minus 1ဆိုပြီးတော့ရေးလိုက်နောက်တစ်ခုကကြတော့ကျွန်တော် second leg ကစ၍တလုံးကျော်ကြောင်းမြန်လန်းအဲ့ဒီအတွက် second leg ကကျွန်တော် minus 2တလုံးကျော်ဖြစ်တဲ့အတွက်ကျွန်တော်အဆုံးကတော့ကျွန်တော်ဘာမှမရေးတဲ့အတွက်နောက်ဆုံးလူယူမယ်ပြီးသွားရင်တလုံး ညော့ဖြစ်တဲ့အတွက်ကျွန်တော် step မှာ -2 ဆိုပြီးတော့တော့ရေးလိုက်ပါမယ်ဖြစ်ပါလေအတွင်းရှိတော့ element အရေးတော့ကတော့ကျွန်တော် lens function ကိုသုံးပြီးတော့တော့ရေးလိုက်မယ်ဟုတ်ပြီတော့ဒီ program လေးကိုတော့ run ကြည့်လိုက်ပါတော့ run လိုက်ပြီးတော့ဒီမှာ30ခွန minus 11 35 1 8 73 ဒီမှာဆိုရင်ကျွန်တော်ဖြေတွေထွက်လာပါတယ်ကျွန်တော်ဖြေတိုက်ကြည့်လိုက်ပါမယ်ကျွန်တော်ဒုတိယပုတ်ကတော့လက်တစ်ခုရှိမှာအဲ့ဒီလက်ရဲ့ပထမဆုံးစုံကနန်းကိုတော့တရားပြောင်းပေးရမှာဖြစ်ပါတယ်ဟုတ်ပြီတော့ဒီပုတ်စာလေးကိုတော့တွက်ကြည့်လိုက်အောင်တော့အချိန်ကိုငဲကွက်တဲ့အားဖြင့်ကျွန်တော်ကြိုတင်ရေးထားပါတယ်လက်တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ပုံမှန်အတိုင်းပဲကျွန်တော်ရေးထားတဲ့လက်တိဆောက်တဲ့ပန်းချင်ကိုကျွန်တော်ခေါ်ကိုတောင်းအောင်ပါပထမအဦးဆုံးကျွန်တော် ပထမဦးဆုံးစုံငယ်ပထမဦးဆုံးစုံငယ်ကိုတော့ဘယ်လိုရှာမလဲတကြတခုကတော့ကျွန်တော်လက်ထဲမှာရှိတဲ့ element တွေကိုတော့ဖြည့်ထုတ်ရမှာဖြည့်ထုတ်တဲ့အခါမှာကျွန်တော်ဘယ်လိုဖြည့်ထုတ်မလဲဆိုတော့ကျွန်တော် index ကိုတုံးပြီးဖြည့်ထုတ်မှာဥပမာကျွန်တော်1 3 5ရှိရထားပါလို့ကျွန်တော်အဲ့ရဲ့ index တွေက3 1 2 3 4 5 6ဟုတ်ပြီကျွန်တော် index တွေတည်ရုံနဲ့ lit တွေကိုဆွဲထုတ်လို့ရပါဥပမာလောလောဆယ်ကျွန်တော် အဲ့ function ကိုအဲ first event ဆိုပြီးတော့ null ပေးထားတယ်ပြီးတော့ and ဆိုတော့လေးတစ်ခုရှိတယ်ဆိုပြီးတော့ကျွန်တော်သတ်မှတ်ထားတယ်ပြီးတော့ရင် ကျွန်တော်အဲ့ဒီအဲဆိုတော့လစ်ကိုဘယ်ထိ range function ပတ်မလဲဆိုရင်ကျွန်တော်သူ့ရဲ့အလျားရှိတဲ့ range function ဒီနောက်ဒီမှာဆိုရင်အလျားဘယ်လောက်ထိရှိအောင်1 2 3 4 5 6ခွန်းထိရှိအဲ့ဒါဆိုကျွန်တော် range ခွန်းလို့ရေးလိုက်မယ်ဆိုရင် ဘယ်ထိထွက်မလဲဆို396ထိထွက်မှာပါအဲ့ဒီသူထွက်လာတဲ့396ထိကဘာနဲ့တွားပြီးတော့တိုက်ကိုက်ညီနေလဲဆိုရင်အဲ့ဒီလက်ရဲ့အင်တက်တံမိုးတွေနဲ့ကိုက်ညီနေမှာအဲ့ဒီဟာကိုကျွန်တော်အသုံးချပြီးတော့တော့တွတ်မှာပါဟုတ်ပြီအဲ့ဒါဆိုရင်တော့ for i and rain land အဲဆိုပြီးတော့ရေးလိုက်တယ်ဆိုတော့ဥပမာဒီလစ်ထားပါတော့အမှဆိုလန်ခွန်ဖြစ်တဲ့အတွက်တုံညာနေပြီးတော့6ထိထွက်မယ်တုံညာနေ6ထိထွက်ရင်ကျွန်တော်လစ်နံပါတ်ကဘာလဲ l ီးတော့ L လေးကိုကျွန်တော်ကအိုင်းလို့ခေါ်လိုက်ပြီးဆိုတာနဲ့သူ့ရဲ့တန်ဖိုး element တွေထွက်လာပါဥမာ L 0လို့ပြောလိုက်တာနဲ့ကျွန်တော်တို့1ထွက်လာမယ် N 1လို့ပြောရတဲ့3ထွက်လာမယ်ဟုတ်ပြီဒီအားဆိုရင်ကျွန်တော်ကဒီကောင်ကိုဘာလို့မြင်ရမလဲသူ့ရဲ့တန်ဖိုးတွေလို့မြင်ရမယ်အဲ့တန်ဖိုးတွေကိုနှစ်နဲ့စားလို့တုံညာနဲ့ညီးနေတယ်ဆိုရင်ကျွန်တော်တို့ကပထမဆုံးစုံငယ်ပထမဆုံးစုံငယ်ရပြီဆိုကျွန်တော်တို့ကနောက်ထပ်ဟာတွေကိုထပ်ပြီးတော့ကြည့်ရမလို့တော့ဘူး အဲ့ရအတွက်ကျွန်တော် break ကိုဟိုတုံးလိုက်တာပဲဖြစ်ပါတယ် break တုံးလိုက်တဲ့အတွက်ရက်သွားမယ်ဟုတ်ပြီနော်ဒါဆိုရင်ဒါကတော့ကျွန်တော်ပထမဆုံး event တံမိုးတရားပြောင်းတာပါဒီမှာကျွန်တော်ဆက်ဆက်လာခြင်းတော့အန်အန်ဆိုပြီးတော့လစ်ခေါ်လိုက်တယ်လစ်ခေါ်ပြီးတော့ကျွန်တော်လစ်ထဲမှာရှိတဲ့ element ကြီးတော့ကခွန်းဆိုပြီးတော့ပေးထားတယ်အဲ့ဒီလစ်ကိုခေါ်လိုက်တဲ့အတွက်သူ့လစ်ထဲမှာရှိတဲ့လုံဆောင်ချက်အတိုင်းကျွန်တော် လောက်ဆောင်လို့ရသွားမယ်ဒီမှာကျွန်တော် before ဆိုပြီးတော့ရေးထားတယ်အဲ့ဒါကြတော့ node မပြောင်းနိုင်ကျွန်တော်ရဲ့ link ရဲ့ခြေနေပြီးသွားရင်ကျွန်တော် flat event ဆိုပြီးတော့ function ကိုခေါ်ပြီးတော့ node link ကိုတရားပြောင်းမယ်ဆိုပြီးတော့ node တွေ့ရင်ပြောင်းမယ်မတွေ့ရင်တော့မပြောင်းဘူးဆိုပြီးတော့ပြောလိုက်ပြောလောက်ထားတဲ့ဟာပေါ့ဟုတ်ပြီ node အဲ့ဒါဆိုရင်ဒီ link first event လို့ခေါ်တုံးလိုက်တဲ့အတွက် email ပဲစုံလင်းရှိနေရင်သူကပြောင်းသွားမယ်ပြောင်းမပြောင်းကိုကျွန်တော်တို့ကကျွန်တော်တို့မူရင်း link ကို ပရင်ထုတ်ပြီးတော့ကျွန်တော်ပြန်စစ်ထားပါမယ်။ဟုတ်ပြီတော့ဒီပုံစံလေးကိုတော့တွက်ကြည့်လိုက်ရအောင်။ဟောပရမအူတော့နော် program run လိုက်ပါမယ်။အနာနာမဆိုတော့ပေါ်လာပါရင်1 3 5 7 2 10 9ဆိုပြီးတော့ရလာ။ဒီမှာဆိုရင်ကျွန်တော်ပရမအူဆုံးစုံငန်းရံဘယ်ရလဲဆိုရင်ပရမအူဆုံးစုံငန်းရံ2ပါ။ အဲ့ဒီမှာဆိုရင်ကျွန်တော်နှစ်နေရာမှာတရားပြောင်းသွားမှာပါဟုတ်ပြီနော်တရားပြောင်းမပြောင်းနော်ကြည့်ကြည့်လိုက်အောင်အနာခေါက်လိုက်ပါတော့ဒီမှာတရားပြောင်းပါပါနော်ဒီမှာနှစ်နေရာမှာကျွန်တော်တရားပြောင်းသွား before ကကြတော့နော်1357210မှာတော့ဒီမှာဆို1357 2နေရာမှာတော့တရားပြောင်းပြီးတော့ကျန်တဲ့ဟာတွေကတော့ဒီတိုင်းမှာရှိနေရမှာဖြစ်ပါတယ် ကျွန်တော်တတရမြောက်ပု္ပ္ပစာလေးကတော့နောက်ဆုံးခြုံငင်ကိုတရားပြောင်းပေးတယ်။ဟုတ်ပြီနော်ဒီပု္ပ္ပစာလေးကိုကျွန်တော်တွက်ကြည့်လိုက်အောင်။နော်ဒီပု္ပ္ပစာလေးကိုတွက်ဖို့အတွက်ကျွန်တော် last event ဆိုပြီးတော့ function name ပေးပြီးတော့နော်တွက်ထားပါတယ်။ပြီးတော့ကျွန်တော်ကြောင်းနေတဲ့ link name ကိုနော် and လို့ပေးပေးလိုက်တယ်။ဟော idea ကတော့ရှင်းပု္ပ္ပစာအတိုင်းပါပဲ။ရှင်းပု္ပ္ပစာကကျွန်တော်တို့ပထမဆုံးခြုံငင်ရှာမှဖြစ်တဲ့အတွက်ရှင်းရနေပြီးတော့ for loop အရင်ပတ်လိုက်တယ်။ ဒီပု္ပ္ပာမှာကြနောက်ဆုံးကင်းရှာမှာဖြစ်တဲ့အတွက်နောက်ဆုံးကနေပြီးတော့အင်တာတေရဲ့နောက်ဆုံးကနေပြီးတော့အရင်စစ်မယ်အဲ့ရအတွက်ဘလို့စစ်နိုင်မလဲဆိုတော့ကျွန်တော်လက်ရအလျားရှိနော်လက်ရအလျားတဲ့ကနေပြီးတော့ -1 နှုတ်လိုက်ပြီးဆိုတော့နောက်ဆုံးအင်တာရပါဒီမှာဆိုရင်3 1 3 4 5 6ဟုတ်ပြီသူ့ရအလျားကကျွန်တော်ခွန်ခွန်နဲ့တက်နှုတ်6ရမယ် 600မှာဖြစ်တဲ့အတွက်သူ့ရဲ့နောက်ဆုံး internet သွားတိုက်ဆိုင်နေတယ်။အဲ့ဒါဆိုရင်တော့ brain function မှာဘလို့ရှိလဲဆိုရင်အများအနေအမဲသွားလို့လည်းရ။အဲ့တော့ကျွန်တော်စမကကျွန်တော်ဒီမှာဆိုရင်6ဆိုပြီးတော့ဖြစ်သွားမှာ။ကျွန်တော်ဆုံးမက internet တွေကဘယ်တော့ဖြစ်ဖြစ်ကျွန်တော်တို့ကအစတုံညပါကျွန်တော်ဆုံးမကိုကျွန်တော်ဒီနေရာမှာသူ့ရဲ့အစတုံညဆိုပြီးတော့ကျွန်တော်ပေးချင်ပါတယ်။ဟို internet အစတုံညက brain function မှာကျွန်တော်အဆုံးဖြတ်သွားမှာကျွန်တော်တို့ကဘာဖြစ်လို့လဲဆိုရင်ပြောင်းပြန်ပတ်ချင်လို့ပေါ့အများအနေအနေသွားတယ်ဟုတ်ပြီကျွန်တော်တုံညရအောင်မလို့လုပ်မလဲဆိုရင် brain function တွေမှာကျွန်တော်တုံညလို့ထည့်ရင်တော့1အထိပဲတော့ဆုံးမှာ तू ကတစ်လျှော့ပြီးတော့နောက်ဆုံးအန့်နေမှာတစ်လျှော့ထားတာဖြစ်တဲ့အတွက်ကျွန်တော် -1 လို့ထည့်လိုက်မှာဖြစ်ပါတယ် -1 လို့ထည့်ရင်ကျွန်တော်တုံညရသွားမှာပဲဖြစ်ပါဟုတ်ပြီတော့ပြောင်းပြန်ပတ်ချင်တဲ့အတွက်ဘာလုပ်မလဲပြောင်းပြန်ပတ်ချင်တဲ့အတွက်ကျွန်တော် -1 ဆိုပြီးတော့ကျွန်တော်တို့ပြီးမှဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်ဝိမ့်ဖန်ရှင်လေးကကျွန်တော်ဘယ်လိုထွက်သွားမလဲဆို6ဒီဒီဘက်ကနေစပြီး6 5 4 3 2 1 3ညဆိုပြီးတော့ထွက်သွားမှာဟုတ်ပြီအဲ့လိုထွက်သွားရင်ကျွန်တော်လစ်နံပါတ်က lunch lunch i လို့ပြောလိုက်တာနဲ့ကျွန်တော်နောက်ဆုံးကနေပြီးတော့အရင်ဆက်သွားမယ်နောက်ဆုံးစုံငိမ့်တွေ့ပြီးဆိုတော့ねသူက100ဆိုပြီးတော့ကျွန်တော်နောက်ဆုံးစုံငိမ့်ကိုတော့ပြောင်းလိုက်မယ်ပြောင်းပြီးတော့တော့ break လောက်လိုက်ဟုတ်ပြီတော့ဒီပုံစံလေးကိုတော့တွက်ကြည့်လိုက်အောင် ီမှာဆိုရင်ကျွန်တော်မြင်သာထင်သာအောင်ကျွန်တော် shape တုံးကလိုပဲကျွန်တော် before နဲ့ after ဆိုပြီးပေးထားပြီး before နဲ့ after ကြားမှာကျွန်တော်တို့ကချိန်မဲ့နောက်ဆုံးဆောင်ကိန်းကိုချိန်မဲ့ function လေးကိုကျွန်တော်တုံးထားတယ်အဲ့ဒီအတွက်ဒီ function လေးတုံးထားတဲ့အတွက်ကျွန်တော်တို့ကကြောင်းသွားမှာပဲဖြစ်ပါဟုတ်ပြီနော်ဒီ program လေးကို no run ကြည့်ကြအောင်တော့1 3 5 7 2 30 ကိုဆိုပြီးတော့ပေးလိုက်ဒါလို့ကိုဟိုဒီကောင်ကဒီကောင်ကဘာဖြစ်သွားမလဲဆိုရင်ဒီကောင်ကို2အာ30 30ဆိုနောက်ဆုံးဆုံးငယ်ရတော့ဘယ်လောက်တော့30အဲ့30ကဘာဖြစ်သွားမလဲတော့အန်နာခေါက်လိုက်တာနဲ့100ဖြစ်သွားဟုတ်ပြီတော့လမ်းလိုက်ပြီတော့ဒီမှာဆိုရင်100ဖြစ်သွားတော့တော့ဒီမှာ230ကို230ကိုမဟုတ်ဘူးနဲ့190ဆိုပြီးတော့ဖြစ်သွားမှာဖြစ်ပါ ကျွန်တော်ဆွေးနွေးချင်တာကတော့ဒီနေရာတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ